ားလုံးပဲမိင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမိင်္ဂလာပါ။ကမ္ဘာဘောလုံးပွဲကြော FIFA ကနေတနစ်တာရဲ့အကောင်းဆုံးဘောလုံးသမားဆင်း nominee ဆင်းကိုထုတ်ပြန်လိုက်တာပေါ့လေ။ FIFA ကတနစ်တာရဲ့သူတို့ရဲ့ဒါဘယ်လိုပြောမလဲ FIFA ရဲ့ the best ဆိုတဲ့အကောင်းဆုံးဆင်းကိုသူတို့ထုတ်ပြန်လိုက်တယ်။ဒီ nominee ကတော့ဒါဒီအစောပိုင်းတည်းကထုတ်ပြန်ထားပြီးတော့ FIFA ရဲ့ the best အကောင်းဆုံးဆုကိုဒါကျွန်တော်တို့သိပ်မကြခင်မှာသူတို့ရွေးချယ်တော့မယ်။ဆိုတော့ ဒါအခုဒီစုကိုဘယ်သူတွေရနိုင်လဲဒါအခုတော့ဆယ်အနေထားရတော့ဒီလာမယ့်ဒီပြောပြမလဲဒီလက်ရှိအနေထားပေါ့လေ FIFA ရဲ့ The Best Player Ceremony ကိုပုံမှန်အားဖြင့်2025ခုနှစ်မှာကျင်းပမယ်ဒါပေမဲ့ဒီဒီချိန်ကဘာဖြစ်လဲဆိုတော့ FIFA ရဲ့ World Cup ကိုဒီဇင်ဘာလ9ရက်နေ့မှာကျင်းပမှာဖြစ်တဲ့ကြောင့် FIFA ကအဲ World Cup ရဲ့အပြီးမှာပဲ Best Player စုကိုကျင်းပနိုင်တယ်ပုံမှန် schedule ကတော့2025ခုနှစ်မှာချင်းပမယ်ဒီဒီချိန်မှာတော့သူတို့က ဒါဘယ်လိုပြောမလဲဒီဇင်ဘာဇန်နဝါရီလောက်မှကျင်းပဖို့ရှိတယ်ဆိုတော့အကောင်းဆုံးဘောလုံးသမားစုပေါ့လေဒါတနစ်တာရဲ့အကောင်းဆုံး FIFA ရဲ့အကောင်းဆုံးဘောလုံးသမားစုတော့သူတို့ချင်းမြင်တဲ့စုက FIFA ရဲ့တနစ်တာအကောင်းဆုံး the best FIFA man player ရဲ့ the best FIFA man goalkeeper ရဲ့ manager ရဲ့အမျိုးသားအမျိုးသမီးဆိုပြီးစုတွေတခြားတူးချင်းစုတွေပေးသက်စုတွေပါတယ်အများကြီးပါတယ်ထဲမှာ အကောင်းဆုံးစုပေါ့လေအကောင်းဆုံးအမျိုးသားအစုအတွက်ဒါအခုပြည့်ရနေ့ချန်ပီယံလိမှာအောက်ပွဲရခဲ့တဲ့ PSG ကစားမတွေတဲကဒါအခုဒါဥစမာနီဒမ်ဘေးလေးရှိမယ်အက်ရှဝါဟာကီမီရှိမယ်ဖတီညာနဲ့ပြီးတော့မှနူနိုမန်တက်စ်လို့ပါတယ်ဆိုတော့ PSG ကကစားမ၄ယောက်တီတီပါပြီးတော့ဘိုင်မြူနစ်အသင်းကဟာရီကိန်းပါမယ်နောက်ရယ်မက်ဒရစ်ကခီလီယန်အမ်ဘပ်ပေး နောက်ချယ်ဆီကခူးဖာမှာဘာစလိုနာကရာဖီညာရဲ့ဘက်ထရီနဲ့ရမားတို့ပါပြီးတော့လီဗာပူးကမိုဆာလတ်ပါတယ်ဆိုတော့ဒါကတော့အကောင်းဆုံးအမျိုးသားအသင်းဒါကတော့ရှင်းတယ်ဗျပြီးခဲ့နှစ်ကအကောင်းဆုံးဆွမ်းဆောင်တာလို့ဘာလွန်ဒေါ်စုပါရထားတယ်ဥစပါနီဒမ်ပေးလီရဖို့အခြေအနေအကောင်းဆုံးဖြစ်တယ်တစ်ဖက်မှာတော့အကောင်းဆုံး ဒါဘယ်လိုပြောမလဲဒါကိုသမားစုပေါ့လေလက်ရရှင်ရဲ့အကောင်းဆုံးစုဒီစုကိုအများဆုံးရပူထားတော့ဒီခုနောက်ပိုင်းမှာဆိုရင်တော့ Emmy Martinez ပေါ့လေသူကတော့အဓိကဒီစုကိုဒီဘက်နောက်ပိုင်းမှာအများဆုံးရရှိခဲ့သူဖြစ်တယ်။ဒါပေမဲ့တခြားနည်းပြတခြားသူတွေလည်းရတာပေါ့လေ။ Emmy Martinez က2022နဲ့24မှာရထားပြီးတော့ဒါတခြားထိတ်တန်းကိုသမားတွေထဲမှာ Thibaut Courtois လည်းဒီစုကိုနှစ် ရရရှိထားပြီးတော့အာလစင်ဘက်ကမောင်ဝဲနော်ရအဒရာမန်ဒီတို့လည်းရထားတယ်ဆိုတော့အမီမာတီနက်စ်ကတော့အများဆုံးရထားတဲ့ဆိုတော့အကောင်းဆုံးကိုသမဆုကတော့ခုဒါလက်ရှိမှာ အာလစင်ဘက်ကရဲ့တီဖိုကော့ထရာရဲ့ပြီးတော့မှဂျန်လူချီဒူနာရူမာရဲ့ဒီအမီမာတီနက်စ်ရဲ့မောင်ဝဲနော်ရဒါဗစ်ဘွာရနောက်ယမ်ဆူမာနဲ့ဝိုက်ချက်ရှက်စနီဒါပေမဲ့ပြီးခဲ့တဲ့နေ့ကဥရောပချန်ပီယံလိမှာအကောင်းဆုံးလက်စွမ်းပြခဲ့တဲ့သူကချွင်းချက်အနေနဲ့ ဂျန်လူဂျီဒူနာရူပါပဲပေးရမှာဖြစ်တယ်ဒါကြောင့်သူကရမယ်သူကတော့ဒီစုကိုဒါဘယ်လိုပြောမလဲ FIFA ရဲ့တနစ်တာအကောင်းဆုံးစုကိုဒါဂျန်လူဂျီဒူနာရူမာကဒါပထမဆုံးချိန်ရဖို့အချိန်လေးကောင်းတယ်2021ဒါတုံးကတော့သူဒုတိယပဲရတယ်အဲတော့သူကန်ဆိုတာအီတလီနဲ့ဒါယူရိုရခဲ့ပေမဲ့အက်ထရာမန်ဒီကသူ့ကိုကြော်ပြီးရရှိသွားတယ်။ဒါပေမဲ့ဒီချိန်ကသူ့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်မယ်။ပြီးတော့မှတူးချင်းအကောင်းဆုံးရဲ့ဒါဘယ်လိုပြောမလဲဒီနီးပြပေါ့လေသူတို့နီးပြစုတွေ အပါဝင် အကောင်းဆုံးဒါဒီလူငယ်ကစားမစုတွေလည်းပါတဲ့အထက်မှာကျွန်တော်တို့အကောင်းဆုံးဒါနီးပြစုအတွက်ကအခုလက်ရှိမှာသူတို့ရွေးပြထားတဲ့ကအကွဲရူဆိုတဲ့ဒါဝိုင်းနီးပြဖြစ်တယ်ပြီးတော့မှဒီဂျိုလူးရှင်နီကေပါတဲ့ဟန်စီဖလစ်ရဲ့အန်ဇိုမာရက်စကာရဲ့ရောဘတ်တိုမာတီနက်စ်နဲ့အာနီစလော့အပြင်ပီကေအာတီတာတို့ပါတယ်ဒါတော့ရှင်းပါတယ်ပြီးခဲ့တဲ့ကဆူပလာတွေအားလုံးကိုတိမ့်ကျုံရယူခဲ့တဲ့ ဒါပါရစ်ဆိတ်ဂျာမဲရဲ့နီးပြလူးစ်စင်ဒီကေကရရှိဖို့ရည်မှန်းအစားဆုံးဖြစ်တဲ့သူကပဲဒီစုကိုရရှိနိုင်တယ်။တစ်ချိန်တည်းမှာပဲ FIFA ကနေတနစ်တာရဲ့အကောင်ဆုံးဒါအသင်းပေါ့လေ FIFA ရဲ့ the best အကောင်ဆုံးအသင်းစုကိုသူတို့ရွေးချယ်သွားဖို့ရှိပြီးတော့ဒါတစ်ဖက်ကဒါအကောင်ဆုံးလူငယ်ကစားမစုပေါ့လေ။ဒါအကောင်ဆုံးလူငယ်ကစားမစုလက်ရရှိစုကိုလည်းသူတို့ဒါဒီဘယ်လိုပြောမလဲ တော့အကောင်းဆုံးစုတွေကိုသူတို့ထပ်ပြီးချင်းမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ FIFA ရဲ့ best player အကောင်းဆုံး၁၁ယောက်လာမယ်အကောင်းဆုံးနီးပြလာမယ်အကောင်းဆုံးဒါဘောလုံးသမားစုလာမယ်ပြီးတော့မှအကောင်းဆုံးခိုးသမားစုလာမယ်ဒါလည်းအမျိုးသမီး category လည်းပါဝင်တာဖြစ်တယ်ဆိုတော့2026အစောပိုင်းမှာကြီးမြင့်မှာဖြစ်ပြီးတော့ရေဘန်းစားတဲ့သူကတော့ရှင်းပါတယ်ဂျန်လူဂျီတူနာရူမာရဲ့ဒီလူးစ်စင်နီကေရဲ့ဥစမာနီဒမ်ဘေးလီတို့ရရှိဖို့ရှိတယ် အမျိုးသမီးစုလည်းဒါ nomination နဲ့မှာစေဝစားဆရာတွေပါပြီးတော့ဒါကတော့2026ပေါ့လေ25တွဲရွေးချယ်ပြီးတော့26မှာပြိမယ် FIFA ရဲ့တနစ်တာအကောင်းဆုံးစုတွေပေါ့လေဒီစုရဲ့ဒါအများဆုံးရရှိထားသူကတော့ Leo Messi ပေါ့လေ Leo Messi က FIFA ရဲ့ဒါအများဆုံးရရှိထားတဲ့သူဖြစ်ပြီးတော့ဒါအဲ့နောက်မှာတခြားတခြားသောဒါစုတွေပေါ့လေစုတွေလည်းရှိတဲ့ထဲမှာဒီပြစုဆိုရင် Jagger Clock ကအများဆုံးရတယ် ကိုသမားကအမီမာတီနက်စ်ကအများဆုံးရတယ်ဒါဒီမက်ဆီကတော့အများဆုံးရရှိထားတဲ့သူဖြစ်ပြီးတော့ဒါတခြားတခြားသောထိပ်တန်းစုတွေလည်းပါဝဲအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်